ဟောပြီကိုဆိုင်အဲ့တော့အခုကဟိုခိုးဆုလူနိုင်တယ်ပေါ့နော်အခုလာရှိုးမှာတော်တော်လေးများလာတယ်ပြောတယ်အဲ့တော့အခြေအနေကအခုဘယ်လိုရှိလဲအတိတ်တော့နည်းနည်းရှင်းပြပါဗျာတမန်တိုက်ပူဆူလူရဲ့ဆိုရင်တော့ပြောမယ်ဆိုရင်တမန်တိုက်မှုကပုံများနေတယ်ဆရာတော်ဟောတမန်တိုက်မှုပါလို့ဆိုလို့လမ်းတွေမှာတိုက်တာတွေရှိတယ်ဆိုင်ခန်းမှာတိုက်တာတွေရှိတယ်အဲပြီးရင်ဒီ ဲမာလေးတိဝင်တိုက်တာတွေလည်းရှိတယ်ပေါ့နော်အခုရက်ပိုင်းမှာနေ့တိုင်းလိုလိုပါပဲတနေရာမလုံးတနေရာလောက်တာအဲ့လိုမျိုးပေါ့မနေ့အထုတဲ့ဖြစ်သွားတာပဲတပြားလေးလည်းဖြစ်သွားတာပဲအဲနောက်ဆုံးတော်တော်လေးကိုနားမနားမနားချမကောင်းတာတော့ကျွန်တော်တို့ဒီလာရှုမျိုးရဲ့အမတ်တစ်စခန်းဆိုတာအာမြူမရေစခန်းလေးဗျာဒါအဲ့အဲ့ရေစခန်းပိနာမှာတိုက်ခန်းရှိတယ်ဗျာပြောမယ်ဆိုရင်တော့ရေစခန်းရဲ့ရောင်ပုံတွေအဖြစ်နဲ့ပြည်သူတွေကိုပြန်ငားထားပေးတဲ့ အခန်းလေးပေါ့အဲ့မှာပုံဆိုင်တစ်ဆိုင်ရှိတယ်အဲ့အဲ့ဆိုင်မှာတော့ကဓမြတိုက်သွားတယ်ဆိုတော့နေ့တဲ့ကြောင်းတော့ဒါလေးကစားဖို့ဗျာအဲ့ဒါကိုကြည့်ချင်းအားဖြင့်ပေါ့နော်ကျွန်တော်တို့ပါသွားမြင်လဲဆိုတော့ဒီဒီလိုမျိုးရဲစခန်းတိုက်ဆန်းမှာတော့မှဒီဓမြတွေကဝင်တိုက်ရဲတယ်ဆိုတော့ဒီကျွန်တော်တို့လူနေရက်ွက်ဒီရဲစခန်းနဲ့ဝေးတဲ့နေရာတွေဆိုရင်အာနာပိုင်တွေနဲ့ဝေးတဲ့ရက်ွက်လူနေရက်ွက်ထဲဆိုတော့ တော်တော်လေးကိုတတိထားရမယ့်အဆင့်ဖြစ်သွားပြီပေါ့ဆရာရဲ့နော်အဲ့တော့အခုဟိုဓမြတိုက်တာအဓိကဆိုတော့ဓမြတိုက်တဲ့အခြေအနေကအုပ်စုလိုက်လားဒါမှမဟုတ်တယောက်စနှစ်ယောက်စပဲလားဟိုတိုက်တဲ့လူတွေဘယ်လိုမျိုးကြားသိရလဲအာတော်တော်တို့ကြားမြင်နေရတဲ့လောက်ကတော့၃ယောက်ကနေ၄ယောက်ကအများတန်းလူလူပဲ၃ယောက်မဟုတ်ရင်၄ယောက်တနတ်ကိုစီနဲ့တားနဲ့လာတယ်တိုက်တယ်သွားတယ်အဲ့လိုမျိုးလေးပေါ့ဆရာကြီးတနတ်တော်လေးကိုကြောက်ရတော့ကောင်းတယ်ပေါ့အဲတနတ်ကအရှိလားအတူလားဘယ်လိုသိရလဲအဲကျွန်တော်တို့ ဲ့တော့ MNDAA မစုတ်ခင် သူတို့ကထောင်ထဲကဟိုထောင်သားတွေအကုန်လုံးပြန်လွှတ်ပေးလိုက်တဲ့ကြားတယ်လေခိုးဆိုးလူနိုင်တွေပါနိုင်တော့အဲ့ဒီဟာနဲ့မဆက်ဆက်နိုင်လားဆရာတို့ဘယ်လိုမျိုးဟိုကြားသိရလဲအဲအဲ့ဒါလည်းပါမယ်ဆရာခိုးပါခိုးတာလူတာရက်တာတော့အဲ့ဒီထောင်ထဲကနေဖက်လာတဲ့လူတွေလည်းဖြစ်နိုင်လို့ကျွန်တော်တို့ဒါလည်းကျွန်တော်တို့လက်ခံလို့ရတယ်ခါဒီထောင်ကနေဖက်လာတဲ့အာဖိန်းစားတွေကတော့ဘယ်မှာတော့အဲ့ဒီမှလည်းဗျာဆရာအခုတနတ်ဆိုတာ ဟိုစေးပေါ်ပေါ်ပဲပဲနဲ့ဝယ်လို့ရတယ်တော့လည်းမဟုတ်ဘူးပက်စာရှိတိုင်းလည်းတနတ်လိုက်ရှာဝယ်လို့လည်းရတဲ့ကိစ္စမျိုးမဟုတ်ဘူးလေဆရာရဲ့နော်အဲလိုမျိုးလေးပေါ့ကျွန်တော်ပြောချင်တာဒီတမန်တိုက်တဲ့အပိုင်းတွေကတော့ဒါထောက်ရဖက်ဖက်တူမဟုတ်ဘူးလို့တော့ကျွန်တော်မြင်တယ်အဲဟိုနာဒီနာဆိုင်ကယ်ရိုက်တူတာတို့အဲကျွန်တော်ကလည်းဖုံးနေပါသေးတူတာတို့ပါတို့ညာတို့ကတော့ဒါတော့ဖြစ်နိုင်တယ်တနပ်ပါတဲ့ဟာတော့ဆိုက်ဟိုဒီထောင်ထဲကပက်လာတဲ့ဒီမဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တာပေါ့လေ ဲ့တော့ဓမြတိုက်တဲ့ပုံစံပေါ့နော်ဆရာတို့နည်းနည်းလေးလာသိရှိရသလောက်ဒီနေကံတွေကဖြစ်နိုင်လားတခြားလာတာဖြစ်နိုင်လားအဲ့လိုမျိုးခွဲခြားလို့ရနိုင်လားအဲ့တော့ MND ဟိုဟာထိန်းချုပ်တဲ့အချိန်တော့ကရောဒီလိုဓာမျိုးတိတ်မကြအောင်မကြတဲ့လောက်ပါပဲเนาะအဲ့အဲ့တော့ MND တော့ကဘယ်လိုမျိုးကင်တွယ်လဲဒီဒီကိစ္စတွေ MND က်တစ်ခုပါလို့ MND တုံးကကြတော့သူတို့တစ်ဖက်ခက်ပဲလေမြုပ်ပြင်ရောမြုပ်တွင်ရောကြတော့နော်အဲ့လိုမျိုးပေါ့အာမြုပ်ပြင်ရောမြုပ်တွင်ရောသူတို့ကြီးပဲဆိုတော့ရှိပါတယ်အဲ့တုန်းကလည်းသူတို့တူနားမှာတကူဒီနားမှာသမျှဆိုသူတို့လိုက်ပြီးတော့တနက်နဲ့ပြစ်တာတော့ကြားတာပဲလေအဲ့တုန်းကအဲ့လိုမျိုးတွေပေါ့ဒါနဲ့အခုလောက်တော့မဆိုးဘူးအတိတ်ကအဖြစ်ဘာတစ်ပိုင်းငါးတစ်ပိုင်းရှိနေလို့ပဲဒါကိုကျွန်တော်အဲ့လိုပြောကြတာပေါ့ဟုတ်ပြီအဲ့တော့ပြီးခဲ့တဲ့ဧပြီလ22လောက်မှာဝင်လာတယ်ပေါ့နော်စစ်ကောင်စီစစ်တပ်က သူတို့ဌာနဆိုင်ရာတွေရောရဲတွေရောလဝကောက်အကုန်ပါမှာပေါ့လေအများကြီးပြန်ဝင်လာကြတယ်စစ်တပ်ကလည်းအများစုပေါ့အဲ့တော့သူတို့ရဲ့ဒီအုပ်ချုပ်ရေးလုံခြုံရေးရန်နေရာကရောဟိုဘယ်လိုမျိုးတွေ့ရလဲဆရာဘာမှမလုပ်သေးဘူးလားသူတို့ကျွန်တော်တို့လာချိုးပြောရလဲအခုချိန်မှာအတိအကျမင်းပြောရမယ်ဆိုရင်တော့အာဒီအုပ်ချုပ်မှုရန်နေရာဒီလုံးဝတရားရဆိုင်လို့မရှိသေးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့လေအာတော်မီလောက်ပေါ့ကြောင့်တက်မောင်းခတ်လို့ပေါ့ဗျာဒါတွေကိုဒီ ီမတမာတွေကတာကိုပြီးတော့တာအဖေးယူပြီးတော့လှုပ်ရှားနေကြလားပေါ့ဒါလည်းကျွန်တော်တို့မြင်နေပေါ့လေဘာလို့လဲဒီစာသာသာစိတ်ကောင်းစီရလဲသူတို့ဝင်လာတာ၂၂ရက်ပေါ့နော်အလုံးအရင်နဲ့ဝင်လာတယ်ဒီနောက်ပိုင်းမှာကြတော့ဒီရဲဌာနတို့ SD တို့ဘာတို့ညာတို့ဝင်လာတယ်မရှိဘူးလားဆိုတာရှိတယ်ကြာတို့တော့ဒီလူတွေကလည်း ပါလဲဆိုတော့ပြည်လဲထူထောင်ရေးကာလဒီကုမှာလဲပြည်လဲထူထောင်ရေးကာလမှာသူတို့ကဒီစစ်တပ်ပိုင်းဆိုင်ရာကိုကျွန်တော်ကြည့်မယ်ဆိုရင်လေဒီတိုင်းကအစဒီတိုင်းရင်တပ်ဖွဲ့တွေအားလုံးကကအားလုံးကသူတို့ရဲ့နေမှုထိုင်မှုဟိုတော့ပဲသူတို့ကအခုချိန်မှာပုံပြီးတော့လုံနေတဲ့လုံနေရတဲ့ပုံစံမျိုးမှာပေါက်နေတယ်ဘာလို့ဆိုစစ်တပ်တိုင်းထဲမှာသူလက်လက်ကြီးကြတာတို့ဟိုလင်းတဲတာတို့အဲ့လိုမျိုးတွေပြက်စီးယုံယုံကုန်တာရှိတယ် ီးတော့အဲ့ဒီနောက်ပိုင်းမှာဒီဟိုလာရှိုးဒီကဆန်ဒီတချို့လာလဲသွားပြီးတော့ဒီတကားပေါက်တွေကြီးခွေလေးကြီးပေါင်းလေးအဲ့လိုမျိုးလေးအဲရိုက်ခုဖြတ်စီယူသွားတဲ့အားတွေလည်းရှိတော့သူတို့မှပြန်ဝင်လာဝင်လာရတယ်ပြောမယ်ဆိုရင်တော့အိမ်မက်နေရာနေမက်နေရာမရှိဘူးဗျာဒီစကားစားနေရာလည်း ။ဒါအဲ့ဒါကိုလူတို့တတ်လူတို့ရဲ့ပိုင်ဆိုင်ပိုင်ရဆိုင်ရတတ်ပြန်မှာပေါ့နော်။ကြီးတွေချတဲ့သဘောတရား၄၁တတ်ဆို၄၁တတ်500ခုတတ်ဆို500 68လို68ပါမီလို့အဲ့မှာသွားနေ။သွားနေလို့တော့ပြောတာလေခြုံနေတော့နေစင်းတာကြီးတွေလုံနေရတယ်ကျွန်တော်တို့ကြည့်ရတာသူတို့အခုတလောပေါ့။ပြီးရင်သူတို့ရဲ့အထွတ်တွေအမိုးတွေအကားတွေဒီပြင်းပေါက်တွေပါလေပြောမယ်ဆိုတတ်တစ်ခုနဲ့ဟိုကလေအင်္ဂါရက်ပြည့်စုံတို့မှလည်းအဲ့ဒီပိုင်းလုံးနေရတဲ့အပေါ်ရှိတယ်ပေါ့နော်တပိုင်းပေါ့ကြာရဲ့ ဒီလေဌာနတို့ SD တို့ဘာတို့ဆိုတဲ့ဒီလိုပုံဟာမှာပဲအခုအဲ့ဒီအချိန်မှာသူတို့ကအဲ့လိုပုံဖြစ်နေတယ်အဲအဲ့အကြောင်းသူတို့ဒီလုံခြုံရေးပိုင်းကိုသူတို့လက်မကြည့်နိုင်သေးဘူးလို့လည်းကျွန်တော်တို့မြင်နေတယ်အဲအဲ့လိုမျိုးပေါ့အဲပြီးရင်ထပ်တစ်ခုကြတော့လေအဲတင်းချင်းဟုရရှိဖို့ဆိုတာလားရှုမှမလွယ်သေးဘူးကျွန်တော်တို့အမြင်ကတော့သူတို့ဘက်မှာလည်းဘယ်လိုတွေ့မလဲအော်ဟိုဘာလို့လဲသူတို့လည်းဟိုပြေးသွားရတဲ့အခွက်လေးဆိုတော့ ပြန်ဝင်လာတော့လည်းသူတို့မှလည်းနည်းလေးတော့ကြောက်စိတ်ရှိနေမှာပဲလေသူတို့ကိုကိုတော့ဆရာတော့အဲဘယ်လိုအဲ့လိုမျိုးလို့ကျွန်တော်တို့မြင်နေဘာကြောင့်မလို့လဲဆိုတော့ဒီကိုကန်နေထွက်သွားတယ် PDF တွေထွက်သွားတယ်ဒီလိုစိတ်ထဲမှာလည်းသူတို့ထင်မှာပဲအာကြံများကြံမလားရှင်းများရှိနေအောင်မလားဆိုတဲ့စိတ်တွေနဲ့အာသူတို့ကလည်းတိတ်ပြီးတော့မထွက်ရဲတော့ဘူးလို့ကျွန်တော်ထင်တယ်နောက်နောက်လည်းအာအခုတည်းဒီတိုင်းနဲ့နောက်လည်းဒီတိုင်းနဲ့လို့ကျွန်တော်ပြဿနာထားတယ်ပေါ့လေ ဘာလို့လဲဆိုတော့ဟိုလူဆိုတာတော့ဆရာရဲ့စစ်သားပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်သူကလည်းလူပါပဲသူတည်းကလူပဲလေသူလည်းတည်မှာကြောက်တာပဲလေနော်အဲအဲ့လိုမျိုးတွေပေါ့အကယ်လို့အာလက်ဖြစ်ဆိုင်သွားထိုင်ရင်ငါ့ကိုတိတ်ကြည့်သွားမလားအဲပဲဟိုနားမှာဓမြရှိလို့ငါသွားစုံဆိုင်ငါ့ကိုတိတ်ကြည့်ခံရမလားဆိုတော့စိတ်တွေသူတို့မှလည်းစိုးရိမ်စိတ်ရှိနေမှာပဲလို့တော့ကျွန်တော်မြင်တယ်အဲ့ဒီအတွက်ကြောင့် တောင်ယုံတောင်ယုံလူဟူတော့ကလူမျိုးဆိုရင်အာဒီကျွန်တော်တို့ဒီလာရှုမျိုးတိုင်းတိုက်ပွဲမဖြစ်ခင်တော့ကလူမျိုးဆိုရင်မော်တော်ပီကယ်ဆိုတဲ့သူရဲ့အဲသူလူနေရမယ့်နေရာလေးလမ်းဆုံလမ်းခွာလေးလမ်းထိပ်လေးအဲ့လူမျိုးမှာမနဲ့ပိုင်းဆိုသူတို့တောက်လျှောက်ရောက်နေတယ်အခုဆိုကျွန်တော်တို့မမြင်ရဘူး ရောက်တယ်လို့သာပြောတာအဲ့လောက်ထိကျွန်တော်တို့မမြင်ရဘူးရဲဆိုလဲဟိုတုန်းကဆိုနေသိနေပါတရားစသူတို့ကဟိုရက်ွက်ဝင်တီရက်ွက်ထွက်ပင်သားမှာဘာလုပ်လဲသူတို့တည်တင်းကြအဲ့တော့အကြည့်ပါညာပေါ့အခုကျတော့အဲ့လိုမျိုးမမြင်ဘူးနောက်လည်းမမြင်ဘူးဆိုတာအဲ့လောက်ထိရခိုင်လုံးပြည့်ပြည့်ဘူးမလွယ်ဘူးဘာလို့လဲဆိုတော့အခုဖားတစ်ပိုင်းငါးတစ်ပိုင်းဖြစ်နေတဲ့အတွက်ကြောင့် အဲဒါကျွန်တော်အမြင်ပေါ့နော်မြို့လုံးချုပ်ကြီးဆိုတာတရားကြာခိုင်ဆုံးဟိုပါလေဟိုစူးမှုနိုင်ဖို့ဆိုတာမလွယ်တော့ဘူးလို့ကျွန်တော်အမြင်တယ်အတူတပြည့်ကျွန်တော်တို့ကတော့ခံရမှာတော့ပြည်သူပေါ့ဗျာအခုတော့ပြည်သူတွေဆိုရင်လမ်းတော့ရင်ဘယ်အချိန်မှဆိုင်ကယ်ကိုပိတ်ကန်ပြီးတော့ဆိုင်ကယ်လုပ်သွားမလဲငါ့ကိုအာဆိုင်ကယ်စီးနေနည်းနည်းမောင်းရင်နောက်ကနေဆိုင်ကယ်ကြီးလာတာနဲ့အာလမ်းပြရကူးရရတော့မှကြောက်တော့တော့ကြာနောက်ကနေကြီးရိုက်ပြီးတော့ဆိုင်ကယ်လုပ်မလားအဲမိမိအိမ်မှာနေတော့မှအာတပည့်ကိုထားနေရအတန်လေးကြားတာနဲ့ တမကိုင်ပြီးတော့ငါအိမ်ရောက်ဝင်လာမလားဘယ်တမရလဲအဲ့လိုမျိုးကြောက်နေရတာပေါ့ဗျာပြောမယ်ဆိုစိတ်မလုံးချုပ်ဘူးပေါ့ဆရာရဲ့နော်အဲ့တော့ MND ဟိုဟာထိန်းချုပ်တဲ့အချိန်တုန်းကရောဒီလိုဂျာမျိုးတိတ်မကြအောင်မကြားသလောက်ပါပဲเนาะအဲအဲ့တော့ MND တုန်းကဘယ်လိုမျိုးကင်တွယ်လဲဒီဒီကိစ္စတွေ MND တုန်းကလည်းရှိတော့ရှိတယ်ဗျာဒါပေမဲ့ဒီလောက်တော့မများဘူးပေါ့เนาะဒါပေမဲ့ဟိုအဲခုနကပြောတဲ့လိုပေါ့ ဟိုတဖက်ကဘာလို့ MND တုန်းကကြတော့သူတို့တဖက်ကက်ဘက်လေးမြုပ်ပြင်ရောမြုပ်တွင်ရောကြတော့နော်အဲ့လိုမျိုးပေါ့အမြုပ်ပြင်ရောမြုပ်တွင်ရောသူတို့ကြီးပဲဆိုတော့ရှိပါတယ်အဲ့တော့လည်းသူတို့တော့နားမှာတကူဒီနားမှာသမျှသူတို့လိုက်ပြီးတော့တနက်နဲ့ပြစ်တာတော့ကြားတာပဲလေအဲ့တော့ကအဲ့အဲ့လိုမျိုးတွေပေါ့ဒါနဲ့အခုလောက်တော့မဆိုးဘူးအတိတ်ကအဖြစ်ခုနကျွန်တော်ပြောတော့ပဲဖားတစ်ပိုင်းငါးတစ်ပိုင်းချင်းတယ်လို့ပဲအဲ့ဒါကိုကျွန်တော်အဲ့လိုပြရတော့ကျွန်တော်ဟုတ်ကြတယ်ပေါ့ ဲ့တော့အခုဓမြတိုက်ခံရတဲ့လူခံရတယ်ဆိုရင်တို့ကဟိုတွားတိုင်ဖို့နေရာရှိလားဟိုတိုင်လို့ရရတာ Yes ကတော့ဖြစ်နေပြီလေရှာတတိုင်တာတော့တိုင်ရမှာပေါ့ Yes ကမှာတော့ခုနကကျွန်တော်ပြောတိုင်တယ်လို့ပြောနေတော့လေဒီရဲလေကတော့တွားရဲမလားပေါ့ဟာခုနကကျွန်တော်ပြောသူတို့လည်းဆိုရင်စိတ်ရှိတာပဲလေ PDF တွေများရှိပြီမလား Google တွေကမြို့ထဲမှာရှိပြီမလားအဲတော့မဟုတ်ခုချိန်မှာခုနကျွန်တော်ပြောလို့လို့ပေါ့ဟိုဒီတစ်ချိန်တော့ video စစ်လက်ကြံတွေရှိတယ်ပြီးတော့လက်နဲ့မောင်းကိုကူးနေတဲ့အဖွဲတွေရှိတယ်အမျိုးစုံရှိတဲ့ကျောင်းလာရှုမှာပြောမယ်ဆိုရင်တော့ဆရာရဲ့အဲအဲ့လိုမျိုးသူတို့လည်းကြောက်တာပဲလေနော်အဲ့တော့အခုတည်းကသူတို့ကဟိုအပြင်ထွက်တယ်ဆိုတာမတွေ့ရသေးဘူးပေါ့ရဲတို့ခုနမော်တော်ဘီကယ်တို့ စဉ်းစားရအောင်ပါဘုနော်သူသူကိုကိုဆိုလဲဒီတိုင်းပဲသွားမှာပဲနေကြရဲ့နော်အဲ့တော့သူတို့လုံခြုံရေးအနေနဲ့ပေါ့နော်အာဏာပိုင်အနေနဲ့ခုနဘာတွေများထုတ်ပြန်ချက်ရှိလဲလုံခြုံရေးနဲ့ပတ်သက်ပြီးအများပြည်သူတွေအတွက်ဘာမှမကြားသေးဘူးနော်ဆရာတို့မဟုတ်ကျွန်တော်ကပဲမကြားမိကြလားတော့သူမပြောတတ်ဘူးကျွန်တော်အနေနဲ့တော့ကျွန်တော်ဘာမှမကြားသေးဘူးဆရာအဲပြီးခဲ့တဲ့ဂျပန်ကတော့ဟိုစေးရုံဖွင့်တာတော့အမှဟိုဆိုင်းဘုတ်တွေပါထောင်ထားတာတွေ့ပါတယ်ဓာတ်ပုံတွေမှာအဲ့ဒါတော့သူတို့ကြီးညာတယ်နော် ဈေးရောက်ခွင့်နဲ့ဆိုတော့ကျွန်တော်တို့ကြားသိတလောက်ကတော့ဟိုကလည်း OPD လောက်ပဲသူတို့လက်ခံနိုင်သေးတယ်လို့ကျွန်တော်တို့ကြားတယ်ဆရာဒီလိုမျိုးညအိမ်တို့ကတော့ဟိုဒီလိုမျိုးအရေးကြီးလူနာပါညာသူတို့မှဆွမ်းဆောင်ပေးနိုင်ဖို့သူတို့အချက်ယူရအောင်လို့ကြားတယ်ဘာလို့လဲဆိုတော့ဈေးရောက်မှာလည်းဟိုအပြည့်အစုံဘာမှမရှိတော့ဘူးလေဒါရဲ့ကျွန်တော်အဲ့လိုမျိုးပြောလို့ရတာပါ အဲ့တော့အခုဟိုကျွန်တော်တို့ဒီတနိုင်ငံလုံးတိုင်းတာနဲ့သတင်းမှာတော့မပါဘူးလေဒါကတော့သူတို့ငကိုကလည်းတိုက်ပွဲဆိုထုတ်တာမဟုတ်အခုအချိန်နေလဲဘာမှမပြောဒါပေမဲ့ local မှာပေါ့နော်လာရှုမျိုးတွေမှာသူတို့ပြန်ပြီးတော့ဝင်လာပြီးအုတ်ချုပ်ရန်တွေပြန်စပြီးအဲ့တော့ဘလူးဘယ်ချမ်းသာစသည်ဖြင့်ဟို statement တွေထုတ်တာ ကြီးညာချက်ထုတ်တာဟိုဘာတခုမှဟိုမရှိတဲ့သဘောလားကျွန်တော်တို့မပြည့်မိဘူးเนาะအဲ့ဒီကတိတိကျကျမပြည့်ဘူးเนาะ အဲ့တော့လုံခြုံရေးအတွက်ကိုဒီဒီဒေတာကန်ရက်ွက်လိုက်ပြည်သူတွေရရောကိုယ့်ဘောင်ကိုအဲ့လိုလုံခြုံရေးလုပ်ဖို့စဉ်းစားကြလားစုပေါင်းပြီးရောပေါ့နော်ကင်းဆောင်တာဖြစ်ဖြစ်စသည်ဖြစ်ဒီလိုပဲနေနေကြလားဘယ်လိုမျိုးစဉ်းစားလှုပ်ဆောင်တာတွေ့ရလဲဗျခက်တယ်ကြာဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေနောက်ဆုံးလုံခြုံရေးကင်းဆောင်ပါညာဆိုလဲဒါဟိုဘယ်ဘလူလာတော့လုပ်ရမှာပေါ့တိုးတော့လောလောဆယ်အခုကတော့မလွယ်သေးဘူး ာလုပ်လဲဆိုတော့ပြည်သူတွေကလည်းအခုချိန်မှပြောင်းဝင်လာတဲ့လူတွေကလည်းများတယ်เนาะပြီးတော့ကိုယ့်ရဲ့ဝန်စာရေးတွေစစ်နာထားတဲ့မြို့ဆိုတော့ဆရာစဉ်းစားကြည့်ပေါ့เนาะစစ်နာထားတဲ့မြို့ဆိုတော့တကယ်ကိုယ့်အိမ်ကိုတန်းရှိရေးလောက်တာတော့ကိုယ့်ရဲ့ဝန်စာရေးကိုယ့်ရဲ့ဒီစီးပွားရေးတွေရဲ့လည်းလုံးချတဲ့ပတ်နေရာတော့မှဟိုမလောက်မငှဖြစ်နေတယ်လေကိုယ့်ရဲ့ဝန်စာရေးတွေကအဲ့ဒါတွေလည်းရှိတယ် ဲပြီးတော့အခုဟာကတခိုးဓမြလေးဆိုတာတဏ္ဍာကခုနပြောလို့တဏ္ဍာပါနေတယ်ဆိုတော့ဒီလုံခြုံရေးလေးကဘယ်လိုလို့တွားပြီးတော့ဒီတခိုးဓမြကိုဟိုပါလေလိုက်ပြီးတော့အန်တူလို့ရဲမှာလဲဆရာဟုတ်တယ်မလားအခမေကိုတော့ပြစ်တတ်တော့မှာပေါ့နော်အဲ့လိုမျိုးလေးရလဲရှိတယ်ပေါ့လေအဲဒီမြို့လုံးသူစားစားပတ်တော့သူကလည်းထားပါတယ်ခုနကျွန်တော်ပြောလို့တူပေါ့ ဒီကျွန်တော်တို့မြို့အဝင်အထက်မှာလေးလောက်ကတော့တို့ထိုင်တယ်အာလာရှုမြို့ရဲ့အဝင်ဘက်မှာအားလုံးအပေါက်အားလုံးကတော့တို့ထိုင်တယ်အဲအဲ့လိုလောက်ကတော့ရှိတယ်အခုကတမရတိုက်တာကြတော့ဒီလိုမြို့မြို့ဝင်မြို့ထက်မှာထက်ဖို့မြို့တွင်းထဲမှာတိုက်နေကြတာလေအဲ့ဒါလည်းတစ်ခုပေါ့ဆရာရဲ့အဲ့တော့သူတို့ကဥပမာဟိုဈေးဖွင့်တဲ့အချိန်ဈေးတဲတို့ဘာလို့မှအဲ့လိုလူရတိုက်တာမျိုးရှိလားဒါမှမဟုတ်ဟိုလူလစ်တဲ့နေရာမျိုးတွေမှာလူပါတဲ့နေရာတွေမှာလောက်တာလားဘယ်လိုမျိုးတွေ့ရလဲအခု ထဲမှာတော့မြို့တွင်းထဲမှာကလုံနေပြီဆိုတော့ပြောမယ်ဆိုရင်တော့ဂယုမဆိုင်တဲ့ပုံစံကိုလုံသွားပြီလေကြာဘာလို့ဆိုတော့ကျွန်တော်ပြောတယ်လို့ကမြို့မရဲစခန်းဆိုတာဟိုတကယ်အမတ်တိရဲစခန်းလေအဲ့ဒီမှာသူ့ရဲ့ရဲစခန်းရဲ့ရှေ့အပေါက်တဲတဲမှာရဲ့ဘေးနှချမ်းမှာသူကစိုက်ခန်းလေးစောက်ထားတယ်အဲ့ဒီမှာကြားလာပြီကျော်နှစ်ပေါက်၁၀နဲ့ချီရှိပြီအခါအဲ့ဒါကိုပြည်သူကပြန်ငါပြီးတော့တချို့လဲကွန်ပျူတာဆိုင်တချို့ကလဲကိုရဆိုင်အဲတချို့ကကြတော့လဲအထည်ဆိုင်စေးဆိုင်အဲ့လိုအဲ့ဒီနေရာမှာရှိတဲ့ဖုန်းဆိုင်တော့ နေ့လည်ကြောက်တောင်းရလာတိုက်ပြေးစရာအဲ့အဲ့တော့ကိုဆိုင်တို့ဒေသခံပြည်သူတွေအနေနဲ့ဟိုဘလို့စဉ်းစားလဲဘာတွေလုပ်ဖို့စဉ်းစားထားလဲဒီအချိန်ဒီမှာလေပြပေါ့ဗျာဒီလိုကျွန်တော်တို့ကတော့လုပ်ဖို့ထက်ကိုတောင်းဆိုချင်တာပေါ့ဗျာပြောမှန်ဆိုရင်တော့မြို့လုံးချုပ်ကြီးကိုထိထိရောက်ရောက်လုပ်ပေးပါပေါ့နော်ဘာလုပ်လဲဆိုတော့အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့လာရှုပ်မြို့ပြည်သူတွေကတော်တော်လေးကိုကြောက်နေရတယ် စိတ်လုံးချုံမှုပူလုံးချုံမှုမရှိတော့ကြရဲ့အဲ့လိုမျိုးပေါ့ကြီးလန့်စားစားနေရတယ်ပေါ့နော်เสียกูน่ะပြောသလိုပေါ့เนาะသူတို့อ่ะသူတို့နေဖို့ထိုင်ဖို့စီမံနေရလို့မထွက်ရရလဲပါမှာပေါ့ဟိုအဲ့တော့တဖြည်းဖြည်းနဲ့တော့ပြန်ပြီးတော့ဟိုပြန်ပြီးငကိုလိုဖြစ်လာနိုင်လာဒါမို့အချိန်အများကြီးစောင့်အောင်မလားဆရာဘယ်လိုတွက်လဲဒါကျွန်တော်အများကျွန်တော်အမြင်နဲ့ပြောရတော့မလွယ်လောက်သေးဘူးဆရာဘာဖြစ်လို့လဲဆိုတော့ဟိုအချိန်အများကြီးတော့ယူရအောင်မယ်လို့ကျွန်တော်ထင်တယ် အဲဘာလို့လဲဆိုတော့အခုနင်လားငါလားဖြစ်နေရလေဘူဘက်လည်းတနတ်ကြိုက်ဒီဘက်လည်းတနတ်ကြိုက်ဟိုဒီတော့တဲ့မမြုပ်တဲ့မှာလည်းတနတ်ကြိုက်တဲ့လူတွေရှိနိုင်တယ်ဆိုတဲ့အတွေးတွေကလည်းတူစီကိုတူစီကိုစီရှိနေတဲ့အတွက်ကြောင့်ဟိုခုတော့ကလူမျိုးဆိုရင်ခုနကျွန်တော်ပြောတူတူပေါ့ဗျာခုနားမှာအဲဟိုတမယဖြစ်သွားတယ်တင်းသားမှာတခိုးဖြစ်သွားတယ်ဆိုရဲလေဩဆိုရောက်လာတယ်ဆရာဖလေးရောဆိုရောက်လာတယ်အခုကျတော့အဲ့လိုမျိုးဖြစ်ဖို့ဆိုမလွယ်တော့ဘူးလို့ကျွန်တော်မြင်တယ်ပေါ့လေ အားလုံးကကိုယ့်အတက်ကိုကိုယ်နဲ့မျောကြတာလေးကြီးပဲအဲစစ်သားလေးရဲလေးဆိုတာလူထရလူပဲလေဆရာသူတို့လည်းအတက်တစ်ချောင်းပဲလေဒီလူလူပဲလေနော်အဲ့တော့အခုအပြည့်ခက်ရဲ့စဲအတွက်ထိုင်ကြည့်နေတဲ့တရုတ်ယုံကရောဘာဘာစံကြားလဲဗျ။အားမမကြောက်စရာ။အဲ့တော့နောက်ထပ်အဲ့ဒီမှာတက်ပြောင်းတက်ရွှေစသည်ဖြင့်တက်တွေထက်တိုးလာတာအဲ့လိုမျိုးပေါ့နော်။ကားတိုင်းရင်းနဲ့ထူးခြားခြားဘာတွေများတွေ့မိသေးလဲဒီရက်ပိုင်းမှာ ေ့တိုင်းဒီကြောတိတလဝါတော့ဒီအရက်ပြဌာနဆိုင်ရာတွေကတော့တခွဲခွဲတော့ပြင်လာကြတာပေါ့ဗျာအားလေးကတော့ရှိမှာပေါ့နော်ဟိုတနက်ပြစ်တန်နေပါရောကြားမိသေးလားဒီရက်ပိုင်းမကြားလို့ဆရာတနက်ပြစ်တန်ပါကြားပါကြားပါโอเคโอ้กูใส่เจซุติมาเลยเนาะโอ้อกุโลမျိုးเฉดเลี้ยวပြောပြပေးတာเนาะเจซุအများကြီးတင်มาเลยဗျโอเคโอเคဂယူใส่ပါဗျกูซั้นเลยโอเคครับ